deep seek တယောက်ကထောက်တဲ့ deep seek လို့ခေါ်တဲ့ AI app တစ်ခုကတကဘာလောက်ကိုထောက်သွားစေခဲ့ပါတယ် The release of deep seek AI from the Chinese company should be a wake up American tax company နဲ့ US stock market ကသူတို့အိမ်မက်ထက်မှာတော့တစ်ခါမှမတွေးဘူးတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်20 January 2025 Chinese research lab ကနေ AI bot တစ်ခုကိုထောက်ခဲ့ပါတယ် app ရဲ့နာမည်က deep seek R1 ဖြစ်ပြီးတော့ သူတို့ရဲ့ app နဲ့ပတ်သက်တဲ့ research paper တစ်ခုကို company ဘက်ကထုတ်ခဲ့ပါတယ်။စာထဲမှာရေးထားတာကတော့သူတို့ရဲ့ app ဟာတကမ္ဘာလုံးမှာရှိတဲ့အကောင်းဆုံး Manhattan resourcing chatbot တွေထဲမှာအကောင်းဆုံးဖြစ်တယ်လို့ရေးထားတာပဲဖြစ်ပါတယ်။ဆိုလိုချင်တာက open AI ဖြစ်တယ်။ ChatGPT 0.1 model Meta ကထုတ်တဲ့ AI Google ကထုတ်တဲ့ Gemini advanced level app တွေထက်ပိုတာတယ်လို့ပြောချင်တာပဲဖြစ်ပါတယ်။ DeepSeek app ကိုဖန်တီးဖို့အတွက်အရင်ကနည်းနည်းလေးနဲ့လူအင်အားနည်းနည်းလေးပဲတုံးခဲ့တာဖြစ်ပြီးတော့အဲ့ဒါပိုအန်အော်ကိုကောင်းတာကဒီ app ကိုတောင်းပေါ်တွေဘယ်လိုလူမဆိုတပြားမှပေးစရာမလိုပါဘူး။ချားတစ်ဖက်မှာ OpenAI ကထောက်တဲ့ ChatGPT 0.1 version ကိုတောင်းပေါ်တွေတစ်လကိုဒေါ်လာ200လုံးပေးရပါတယ်။ဒါ့အပြင် DeepSeek ကို train ဖို့အတွက်ဒေါ်လာ 5.6 million လောက်ပဲကုန်ကျခဲ့တာဖြစ်ပြီးတော့အဲ့ဒီချိန် American company တွင်ဖြစ်တဲ့သူတို့ရဲ့ AI ကို trend ပေါ်တွင် billion နဲ့ချီပြီးတောင်းခဲ့တာဖြစ်ပါတယ်။တိုက်ဆိုင်မှုတစ်ခုကတော့လွန်ခဲ့တဲ့ရက်တွင်က OpenAI ရဲ့ပိုင်ရှင်ဖြစ်တဲ့ Sam က ChatGPT လိုမျိုး foundation ခိုင်မာတဲ့ AI ကို ဖန်တီးဖို့အတွက်မဖြစ်နိုင်ဘူးလို့ပြောခဲ့တာပဲဖြစ်ပါတယ် But if you want to build foundational models how should we think about that with you know not 100 million but let's say 10 million could actually build something truly substantial It's totally hopeless to compete with us on training foundation models you shouldn't try and it's your job fella သူကမမနာအပင်းနဲ့သူ့ရဲ့ app လိုမျိုး foundation ခိုင်မာတဲ့ပုံစံကိုဖန်တီးဖို့ကြိုးစားခဲ့ရတော့မှအဲ့လိုမျိုးကြိုးစားလိုပဲရမှာဖြစ်လာမှာမဟုတ်ဘူးလို့ပြောခဲ့တာပဲဖြစ်ပါတယ်အခု Sam ကိုယ်တိုင်တော့မှမျော်လင့်ချက်မဲ့တယ်လို့ဖြစ်နေပါတယ် တော့ DC ကစထွက်ပြီးကလေးကအမေရိကန်ရဲ့ App Store နဲ့ Google Play Store မှာ DeepSeek ChatGPT ကိုတော့ကြော်တက်သွားခဲ့လို့ပဲဖြစ်ပါတယ်2025 January 29ရက်တက္ကပါလုံးမှာငရဲအကြီးကြီးထခဲ့ပါတယ် DeepSeek မပေါ်ခဲ့တဲ့တက္ကပါလုံးမှာအကောင်းဆုံး company က Nvidia company ပဲဖြစ်ပါတယ်သူတို့ရဲ့ဝင်ငွေကဒေါ်လာ3.5 trillion ရှိပြီးတော့တရက်ထက်နဲ့2.9 trillion လောက်ချော့ကျသွားခဲ့ပါတယ် ဒီ company က computer နဲ့ chips အဓိကထောက်လောက်တာဖြစ်ပြီးတော့အဲ့ chips က open ai app လိုမျိုးကောင်းကောင်းလဲပတ်အောင်လုပ်ပြီးတော့ train ပေးတာပဲဖြစ်ပါတယ်။ Nvidia ရဲ့ share အတွင်းကတရက်ထက်မှစခုရခိုင်နှုန်းအထိထိုးချခဲ့တာဖြစ်ပြီးတော့ပိုက်ဆံနဲ့ပြောရမယ်ဆိုရင်ဒေါ်လာ986ဘီလီယံလောက် share အတွင်းချော့ချသွားခဲ့တာပဲဖြစ်ပါတယ်။ကမ္ဘာတမိုင်းတခြားမှာဒီလောက်ကြီးမားတဲ့ဆုံးရှုံးမှုကိုတရက်ထက်နဲ့ဘယ် company မှမရှုံးခဲ့ဘူးပါဘူး။